တနေ့တည်းတနေ့ပိုကောင်းလာတဲ့ကျွန်တော်အာဆင်နယ်ခံစမှုဂါဗရီယယ်ကတော့လက်ရှိမှာကျွန်တော်ဗန်ဒိုက်ရဲ့အနေထားကိုရောက်ရှိဖို့နှိမ့်ဆက်လာပြီးတော့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဆိုတော့ဗန်ဒိုက်ကတော့လက်ရှိမှာလီဗာပူးအသင်းမှာလည်းကောင်းနေဆက်ဖြစ်ပါတယ်ချန်ပီယံခံစမှုဟောင်းလည်းဖြစ်တယ်လို့တကယ်ကိုဂါဗရီယယ်ထက်တာလွန်နေတဲ့အတွေ့အကြုံတွေရင့်ကျက်မှုတွေကတော့ကျွန်တော်တို့ဂါဗရီယယ်နဲ့တော့ရှင်လို့မရသေးပါဘူးဒါပေမဲ့လက်ရှိမှာလည်းကျွန်တော်အာဆင်နယ်ခံစမှုဂါဗရီယယ်ကလည်း လေဘာဘူခန်စင်မိုဗန်ဒက်ရဲ့အနေထောက်ကိုရောက်ရှိလာဖို့ညှိစနေပြီးတော့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်ခန်စင်မိုဖြစ်တဲ့ဗန်ဒက်ကတော့တယောက်ချင်းတွေ့တဲ့အပိုင်းဒီမှာသူကတားဆီးနိုင်တဲ့ပိုင်းတွေတော်တော်လေးကိုနာမည်ကြီးပါတယ်ဆိုတော့နှစ်ယောက်တယောက်တွေ fight ပြခဲ့တာတွေဒါကဗန်ဒက်စပြီးတော့နာမည်ကြီးခဲ့တဲ့အာနေရည်ဖြစ်ပါတယ်ပြီးတော့ခါမှာဗန်ဒက်ကတကယ့်ကိုအန်ဒီရကြီးမားတဲ့နောက်ပိုင်းဒီဒက်ဆိုမှာ penalty area ထဲမှာကြားဖြတ်ပြီးတော့ဘောလုံးကိုတားဆီးနိုင်တဲ့ပိုင်းတွေ အဲ့ဒီဘိုင်းဒီမှာလည်းတကယ်ကိုကောင်းတာဖြစ်ပါတယ်ပြီးတော့ဘောလုံးကိုဒါဘောလုံးပေးတဲ့အခါမှာလည်းလွဲတဲ့ဟာတွေတိတ်မရှိပဲနဲ့ဒီဘောလုံးကိုကောင်းကောင်းမွန်မွန်ပေးဖို့တတ်တဲ့ဘိုင်းဒီမှာလည်းတော်တော်လေးကောင်းတယ်တို့တူပဲလက်ရှိချိန်တည်းကဗန်ဒိုက်ကတာကပအကောင်ဆုံးခံစင်မှုအဖြစ်အများကအတိမတ်ပြုနေစေဖြစ်ပါတယ်ဆိုတော့ဗန်ဒိုက်ကတော့လက်ရှိချိန်တည်းအာလီဗာပူးတီးမှာလည်းကောင်းကောင်းမွန်မွန်ကစားပြီးတော့မ အာပြောမယ်ဆိုရင်တော့ဒီခုနပြောခဲ့သလိုပဲတယောက်ချင်းရှင်လူတဲ့ပိုင်းနေကြောဖြတ်ဖို့အာခက်ခဲတဲ့ခံစင်မှုဖြစ်ရတည်ပြီးတော့အဲ့ဒီအရာတွေကတော့ကြောဖြတ်ဖို့ခက်ခဲတဲ့အပိုင်းတွေမှာတော့လက်ရှိကျွန်တော်အာဆင်နယ်ခံစင်မှုဂါဘရီယယ်ထက်တော့တာလွန်နေဆက်ဖြစ်ပါတယ်ဆိုတော့ဂါဘရီယယ်ကိုကြည့်အောင်ကျွန်တော်ခံစင်မှုဖြစ်တဲ့ဂါဘရီယယ်ကတော့တကယ်ကိုမြေပြင်မှာအာ aggressive ပေါ့နော် defend တကယ်ပိုင်းပေါ့ ရှော့ထုတ်တဲ့ဘိုင်းနေဘောလုံးရှင်လူမှုဘိုင်းနေမှာတော့ကျွန်တော်တို့ကာပရီယယ်ကတော့အာဆင်နယ်မှာလက်ရှိမှာတော်တော်လေးကိုဒါစလီပါတက်တော်မှာလောအားတက်နေတဲ့အခြေအတွက်မှာရှိနေပါတယ်ဆိုတော့ဘောလုံးမြေပြင်မှာရှင်လူမှုမှာတော့ကာပရီယယ်ကဗန်ဒိုက်ထက်ပိုပြီးတော့ကောင်းနေဆိုတဲ့အချက်လက်တွေကလည်းရှိနေပါတယ်ဆိုတော့နောက်တစ်ခုကတော့ကာပရီယယ်ဟာဒီဘောလုံးကိုပြန်လဲပြီးတော့ recover ပြန်လုပ်နိုင်တာပေါ့နော်ဘောလုံးပြတ်သွားတဲ့ခါမှာလည်းဒီဥမာပြကျွန်တော်ပဲဒီတတ်ဆုံဖြစ်တဲ့ကျွန်တော်ရဲ့ penalty area တို့မှာဘောလုံးပြတ်တောက်မှုတွေပါတယ်ဖြစ်သွားဆိုရင်လည်းပြန်ပြီးတော့ recover လုပ်တိုင်းတားဆီးနိုင်တာတွေဒီကျွန်တော်ခံစစ်မှု Gabriel ကလှုပ်ဆောင်တဲ့အပိုင်းတွေရှိပါတယ်နောက်တစ်ခုအားတာချက်ကတော့ဒါ Van Dijk ထက်အားတာတဲ့အချက်ကတော့ Gabriel မှာရှိတဲ့အရာကတော့ twin goal ပဲဖြစ်ပါတယ်ကျွန်တော်သိတဲ့အတိုင်းပဲတောင်းကန်ပိုးတွေဆိုတော့ဒီ Gabriel တက်သွားပြီဆိုတော့အာဂိုယာပိုးတွေကတော်တော်လေးများပြားတဲ့အနေထားရှိအောင်နော်ခေါင်းတိုက်ပိုးတွေပါလေဆိုရင်ဒီကျွန်တော်ခံစစ်မှုဖြစ်တယ်ကျွန်တော် Gabriel က ိုးသွင်းအရေးတော့မှာဆိုတော့မှပရီးမီးယားလိပ်မှာခံစင်မှုအားလုံးထက်တဲ့ဂိုးများသလိုအာတချို့သောတိုက်စစ်မှုတွေထက်တော့မှဂိုးတွင်းနိုင်တဲ့အနေအထားရှိပါတယ်ဒါကတော့ဗန်ဒိုက်ကာပရီကို ရှင်လို့မရတဲ့ကြောင့်ပေါ့နောက်တစ်ခုကတော့ကာပရီယယ်ကဒီ position mistake တွေနေပါတယ်ပေါ့ position ဆိုတာအနေအထားပေါ့နော်အိုကိုနေတဲ့နေရာမှာနေတာပေါ့နော်အမှားရုံးမရှိဘဲနဲ့ကိုနေတဲ့နေရာမှာနေပြီးတော့မ ကောင်းကောင်းကစားနိုင်တဲ့အပိုင်းတွေရှိပါတယ်ဆိုတော့အနှက်ချုပ်အနေနဲ့ပြောရရင်တော့ Van Dijk ကစနစ်တကျကောင်းအေးအေးနဲ့ကစားပြီးတော့မှအမြင်ပေါ်ရှင်လို့မှုပိုင်းတွေဖြစ်စေတော်ဝချင်းရင်ဆိုင်ရတဲ့အခါမှာဖြစ်စေဒါအေးအေးနဲ့အာကာကွယ်နိုင်တဲ့ခန်းစစ်ကစားသမားဖြစ်ပါတယ်ကျွန်တော်ကာဘရီယယ်ကတော့ရုပ်ပိုင်းဆိုင်ရာတဖစ်စကယ်အာဂိုးနဲ့ပေါ့နော်ခန္ဓာအာဂိုးနဲ့ဘောလုံးရှင်လို့ပြတဲ့အပိုင်းတွေအဲ့ဒီပိုင်းတွေမှာတော့တကယ့်ကိုတက်တက်ကြွကြွနဲ့အာဘောလုံးကိုတားဆီးနိုင်တယ်ဘောလုံးကိုရှင်လို့တဲ့အပိုင်းတွေကောင်းတယ်ပြီးတော့ခါမှာ ခံစစ်မှုအနေနဲ့ကိုတက်သွင်းတဲ့အပိုင်းတွေမှာလည်းပုံမှုပြအာသာချက်တွေရှိတဲ့ဆိုတဲ့အကြောင်းကိုပြောကြရင်နေကုန်ချုပ်ပါတယ်နောက်ထောင်ပြတဲ့ပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်